စကလီကတော့လော့အင်ဂျလီမြို့မှာစထားပါရင်အဲ့ဒီမှာလိုဝက်စမ်းကျဲတဲ့လူတယောက်ကလန်နတ်တွေကိုကျူရဆိုင်ပြင်ဆင်နေတာကိုပြသထားပြီးတော့သူဟာဆိုးရွားတဲ့အကြံစီတစ်ခုကိုကြံစီနေတာသိကြပါရင်အဲ့ဒီနောက်မြင်ကွင်းကညာကလပ်တစ်ခုစီကိုရောက်သွားခဲ့ပါပြီကလပ်ပိုင်ရှင်ဖြစ်သူဆူလီကအနားယူနေခဲ့တဲ့ကချီတဲ့အမျိုးသမီးကိုစူပူဂျိမ်းမောင်းနေတာတွေ့ရပါရင်ခဏကြာမှသူကအိမ်ပြန်ဖို့ကလပ်ကနေထွက်သွားပါရင်ဒါပေမဲ့ရုတ်တရက်မျက်နှာဖုံးဆွတ်ထားတဲ့လူတယောက် သူ့ကိုလုံမရအောင်ချုပ်ထားလိုက်ပြီးတော့ပြန်ပြီးဆွဲသွားတော့ပါရင်အချိန်အနည်းငယ်ကြာပြီးရနောက်ဂျက်ဆမ်လို့ခေါ်တဲ့ရဲရရှိတယောက်ကိုသူ့လုံဖို့ကင်ဖက်တဲ့အသူအပြင်မှာတွေးဆောင်ရပါရင်သူ့ကိုလည်းခုနကမျက်နှာဖုံးဆွတ်ထားတဲ့လူကပဲပြန်ပြီးဆွဲသွားခဲ့ပြီးတော့ထွက်ပြေးမသွားခင်မှာလုံဖို့ကင်ဖက်ရဲ့မျက်လုံးတွေကိုမျက်ရည်ရိုးဓာတ်ငွေဖျန်းလိုက်ပါရင် အနည်းအနားမှာရှိတဲ့ကော်ဖီဆိုင်တစ်ခုမှာ ကိုကန်းဆွဲနောက်ထပ်လူတစ်ယောက်ကမြို့ထဲမှာဆက်တိုက်ဖြစ်ပွားနေခဲ့တဲ့ပြန်ပေးဆွဲမှုရဲ့တည်င်းကိုကြည့်နေခဲ့ပါရင်သူဇွိမ့်လာခဲ့ပြီးတော့ဆိုင်ကနေထွက်ခွာလာခဲ့ပေမဲ့ဒဇွန်တစ်ယောက်ကသူ့ရဲ့နောက်ကိုလိုက်နေတာခံစားလိုက်မိပါရင်ကိုကိုကိုကာကွယ်ဖို့အတွက်ဓမြောင်ထုတ်လိုက်ပေမဲ့အဲ့ဒီလူစိမ့်ကလက်ဆစ်ရှော့နဲ့သူ့ကိုချက်ချင်းပဲလုံးမရအောင်လှုပ်လိုက်ပြီးဆွဲခေါ်သွားခဲ့ပါပြီနောက်ဆုံးတားကောင်ကတော့ညနေပိုင်းဘာကနေထွက်လာတဲ့ခရစ်စတိန်ဆိုတဲ့လူငယ်တယောက်ပါအဲ့ဒီနောက်ကယ်လီမာဖီကိုတွေ့နေရပြန်ပြီးသူ့ကိုလည်းလက်ဆစ်ရှော့ပြီးက အဲ့ဒီလူစိမ်းကပြန်ပေးဆွဲသွားပြန်မာရင်နောက်တစ်ခမ်းမှာစင်တော့ပြန်ပေးဆွဲခံရသူအလုံးကိုတိုင်နေမှာရှိနောက်လျက်ခေါင်းတွေကိုလည်းအိတ်ဆွထားတဲ့အခန်းတစ်ခုထဲမှာတွေ့လျက်ရပါရင်ခဏအကြာမှာမျက်နှာဖုံးဆွထားတဲ့လူကမီးဖွင့်လိုက်ပြီးတော့အိတ်တွေနဲ့ပါဇက်ကတိတ်တကိုတက်ရောက်ချင်းစီဖယ်ရှားပေးပါရင်အခန်းထဲမှာစုစုပေါင်းပြန်ပေးဆွဲခံရသူ၉ယောက်ရှိနေတာကိုဖော်ထုတ်ခဲ့ပါရင် ကျွန်တော်တို့မြင်ပြီးသားလူရဲ့အပြင် Leon Eddie ဖုန်းကြီးတစ်ပါးဖြစ်တဲ့ Father Francis နဲ့အင်္ဂလိပ်စကားမပြောတတ်တဲ့တရုတ်သမီး Sham တို့လိုမျိုးတားကောင်အစ်တစ်ကလည်းရှေ့နေပြန်ပါရင်တားကောင်တွေအားလုံးကသူတို့ဒီကိုဘာကြောင့်များရောက်နေရတာလဲဆိုတာကိုမတိပဲနဲ့စိတ်ရှုပ်ထွေးနေကြပြီးမျက်နှာဖုံးဆွတဲ့လူကိုစဲဆိုချိန်မောင်းတော့ပါရင်ဒါပေမဲ့ပြန်ပြီးဆွဲသမားကသူတို့အားလုံးကိုတိကျတဲ့အကြောင်းပြချက်တစ်ခုကြောင့်ဒီနေရာစီခေါ်လာခဲ့တာဖြစ်ပြီးတော့ အဲ့ဒီအကြောင်းရင်းကိုသူတို့ကိုယ်တိုင်ရှာဖွေရလိမ့်မယ်လို့တတိငေးမဲ့တတိပေးပါရင်သူက10မိနစ်အတိုင်းပြန်လာမှာဖြစ်ပြီးတော့အမှန်တရားကိုမဖော်ထုတ်နိုင်ဘူးဆိုရင်သူတို့အထက်ကတယောက်ကိုတတ်ပြစ်မယ်လို့တတိပေးပါရင်ဒါပေမဲ့အဖြေရှာနိုင်မယ်ဆိုရင်တော့ဂျန်တဲ့လူတွေကိုလွတ်ပေးပြီးသူ့ရဲ့ပြစ်မှုအလုံးကိုရဲစီဝန်ခံမယ်လို့ဂတိပေးပါရင်အဲ့ဒီနောက်မျက်နှာဖုံးဆွတဲ့လူကမြေဖြူခဲဝေကိုကြမ်းပြတ်ဖို့ပြစ်ချကအချိန်တိုင်းဆက်ကိုဖွင့်လျက်အခန်းထဲကနေထွက်သွားတော့ပါရင်သုံးမန်းတွေရဲ့လက်တစ်ဖက်စီကိုရုတ်တရက်လွတ်ပေးလိုက်ပြီးတော့ သူတို့ဒီလိုမျိုးအပြစ်မျိုးကိုခံရဖို့အတွက်ဘာလို့ခဲမိတယ်လဲဆိုတာကိုစပြီးစဉ်းစားကြပါရင် FD က Father Francis ကိုလည်းငြိုးထိုးလိုက်ပြီးကလေးတယောက်ကိုစော့ကားခဲ့တာဖြစ်နိုင်တယ်လို့အကြံပေးပေမဲ့ဖုန်ကြီးကတော့သူဟာဘယ်သူ့ကိုမှမထိခိုက်စေခဲ့ပါဘူးလို့ငင်းဆိုပါရင်အဲ့ဒီအချိန်မှာကိုကန်က သူ့ကလေးတယောက်ကိုစော်ကားခဲ့တဲ့အကြောင်းဝန်ခံလိုက်တဲ့အတွက်ဂျန်နယ်လူတွေကသူ့ကိုဆဲဆိုအော်ဟစ်ကြတော့ပါလိမ့်အဲ့ဒီနောက်အဲဒီကမြေပြူခဲတဲ့ချောင်းကိုကောက်ယူကနေရအပေါ်စရည်နေတဲ့အချိန်မှာလူဝိုင်းကတယောက်ချင်းစီကိုယ့်ကိုမိတ်ဆက်ကြပါလိမ့်ကယ်လီကသူဟာခရိုင်ရှိနေဖြစ်ပြီးရာစုသားအများအပြားကိုထောင်ပို့ခဲ့တဲ့အတွက်သူ့အထက်ကတယောက်ဟာလက်စားရှိနေတာဖြစ်နိုင်တယ်လို့ပြောပြပါလိမ့်ခဏကြာမှာတော့ခရစ်စတင်ကဇူလီကို မမ်းမိပြီးလွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းကသူနဲ့စီးပွားရေးလုပ်ခဲ့ဘူးတာကိုတတိယသွားခဲ့ပါရင်ဆူလီကအတိုးကြီးယူကချင်းငွေထုတ်ချေးသူဖြစ်ပြီးတော့ခရစ်စတင်ကိုမူရစေဝအတွက်ဒေါ်လာ9000ပေးခဲ့ဘူးပါရင်ခရစ်စတင်ကဆေးရောင်းဖို့ကြိုးစားနေပေအဖမ်းခံလဲရပြီးထောင်ထဲမှာ၃နှစ်ကြာခံခဲ့ရပါရင်ဒါပေမဲ့ထောင်ကနေထွက်လာတော့ဆူလီဟာ ကုံတရင်ဆိုးနဲ့ကြောက်စရာကောင်းတဲ့လူတစ်ယောက်ဖြစ်လို့သူ့ရဲ့ပိုက်ဆံကိုပြန်ပေးခဲ့ပါရင်ဒါပေမဲ့ခရစ်စတင်ကအဲ့ဒီဘဝကိုစွန့်ခွာခဲ့ပြီဖြစ်ကအခုအချိန်မှာဘာတစ်ခုမှအလုပ်လုပ်ရင်းနဲ့ပဲဟောလိဝုဒ်မှာအသက်မူဟန်ကြောင့်လုံနေတဲ့အကြောင်းဖွင့်ဟလိုက်ပါရင်မကြခင်မှာပဲအချိန်တိုင်းဆက်ကုံသွားခဲ့ကမျက်နှာပုံးဆွတ်တဲ့လူကအခန်းထဲဝင်လာခဲ့ပြီးတော့ဘာကြောင့်များသူတို့ဒီနေရာမှာရှိနေတာလဲဆိုတဲ့အဖြစ်ကိုရှာတွေ့ပြီလားလို့မေးပါရင်ကယ်လီကအချိန်ပိုတောင်းခဲ့ပေမဲ့သူကတော့ခွမဆိုင်ပဲခရစ်စတင်စီကိုရှီကတ်ကနာထဲတစုံတရာကိုတီတိုးပြောလိုက်ပါရင် ဲ့ဒီအကောင်လေးကဘယ်တော့မှအပြေရှာနိုင်မှာမဟုတ်ဘူးလို့ထိတ်လန့်နေကြပြောနေတော့မျက်နှာဖုံးဆွတ်တဲ့လူကသူ့ကိုရေးရဆက်တနတ်နဲ့ပြစ်တတ်တော့ပါရင်ပြန်ပြီးဆွဲသမားကအလောင်းကိုဆွဲထုတ်သွားခဲ့ပြီးတော့တကားကိုပိတ်ကအချိန်တိုင်းဆက်ကိုပြန်လဲစတင်လိုက်တဲ့အခါမှာလူဝိုင်းကထိတ်လန့်နေကြအော်ဟစ်ကုန်ပါရင်နောက်တော့သုံးပန်းတွေကတယောက်နဲ့တယောက်ရန်ဖြစ်ငင်းခုန်ကြပြီးသူတို့ရဲ့အပြစ်တွေကိုဝန်ခံဖို့တိုက်တွန်းကြပါရင်ရုတ်တရက်ဆိုသူလိုပဲကိုကံကသူဟာထောင်ထဲကနေ၅နှစ်အကြာမှလွတ်လာတာပါလို့ဖွင့်ရလိုက်ပါရင် အာနာပိုင်တွေကကလေးငယ်ရဲ့အလောင်းကိုမတွေ့ခဲ့တဲ့အတွက်သူကပြည်တန်ရှော့ပေါခဲ့တာဖြစ်တယ်လို့ဆိုလိုက်တဲ့အခါမှာလူပိုင်းကထိတ်လန့်ယွန်ရှာသွားကြပါရင်အဲ့ဒီနောက်ကယ်လီကလီယွန်ကိုသူ့ရဲ့နောက်ခံအကြောင်းမေးလိုက်တော့သူဟာသူ့ရဲ့အကူနဲ့သူဓမြတိုက်ဖူးတယ်လို့ဝန်ခံပါရင်လူပိုင်းအံ့အားတင့်သွားကြပေမဲ့သူကအနည်းဆုံးတော့ဘယ်သူ့ကိုမှမတက်ခဲ့ဘူးတယ်လို့ကလေးဝေကိုလည်းမထိပါခဲ့ဘူးပါဘူးလို့ဖြေရှင်းပါရင်အဲ့ဒီနောက်အက်ဒီကသူ့အကြောင်းဖွင့်ဟလာခဲ့ပြီးသူဟာကျမ်းမာရေးအာမခံလုပ်ငန်းအမှုဆောင်အရာရှိဖြစ်တယ်လို့ပြောပါရင်း ူဟာဘဝမှာဘာအမှားမှမလုပ်ဘူးတဲ့လူကောင်းတယောက်လို့ပြောပါရင်သူပိုင်တဲ့ကုမ္ပဏီကစံတက်ဆေးဝါးကုတမှုတွေကိုလှုပ်ဆောင်နေတဲ့အကြောင်းဖွင့်ရပါရင်လွန်ခဲ့တဲ့နှစ်အနည်းငယ်ကသူ့ရရောက်ဖားစီမှာဥမာကြီးကင်စာဖြစ်နေတာကြောင့်ဇွဲစတန်းတချို့ကိုအတုလုပ်ပြီးတော့ကုတမှုခံယူဖို့ကူညီပေးခဲ့တယ်လို့အက်ဒီကဝန်ခံခဲ့ပေမဲ့မိသားစုကိုကူညီပေးုံနဲ့ဘာကြောင့်များအပြစ်ပေးခံရတာလဲဆိုတော့နားမလည်ခဲ့ပါဘူး ဲ့ဒီနောက်ပိုင်းအဖွဲ့ကကယ်လီနဲ့ဂျက်ဆန်တို့ဟာတယောက်ကိုတယောက်တိနေကြတာကိုသတိထားမိပြီးတော့သူတို့ရဲ့ဆက်ဆံရေးသဘောတဘဝကိုမေးမြန်းကြပါရင်ကယ်လီကသူတို့ဖောက်ပြန်ခဲ့ဖူးတဲ့အကြောင်းဖော်ထုတ်လိုက်ပါရင်ဂျက်ဆန်ရဲ့စနီးကသူတို့နှစ်ယောက်ကိုမိသွားပြီးတော့သူ့ကိုကွာရှင်းကကလေးနဲ့အတူအရီဇိုနာကိုထွက်သွားခဲ့တယ်လို့ပြောပြပါရင်သူရဲ့ theory အရပြန်ပေးဆွဲတဲ့လူဟာ Jepson ရဲ့စနီးဟောင်းကလက်စားရှိနေတာဖြစ်နိုင်တယ်လို့ယူဆပြီးမဲ့ Jepson ကတော့သူ့စနီးဟောင်းကို လာစဉ်ပိုက်ဆံအများကြီးပေးပို့နေတဲ့အတွက်မဖြစ်နိုင်ပါဘူးလို့ငင်းဆိုခဲ့ပါရင်းအဲ့ဒီနောက်လီယွန်ကအကြံတစ်ခုရလာခဲ့ပြီးသူ့ရဲ့နဘေးနမှာရှိတဲ့ဇူလီကိုလက်ထိတ်ကနေလွတ်ဖို့သူ့ရဲ့လက်မောင်းကိုကန်ပင်းအောင်တောင်းဆိုပါရင်းလူတွေကို ရန်နဲ့ရတာကိုတဘောကြတဲ့ဆူလီကချက်ချင်းပဲတဘောတူပြီးတော့သူ့ကိုကန်တော်ပါရီအစီအစဉ်ဟာချက်ချောမွေ့အလုတ်ဖြစ်သွားခဲ့ပြီးလီယွန်ကလက်ကိုလွတ်မြောက်အောင်လုံနိုင်သွားခဲ့တဲ့အတွက်လူဝိုင်းကစိတ်လုံရှားသွားကြပါပြီးအဲ့ဒီနောက်ဂျက်ဆန်ဟာတခါအနောက်မှာပုံနေလိုက်ပြီးလူတက်တမဝင်လာတဲ့အခါမှာတိုက်ခိုက်ဖို့ပြောပါရင်ဒါပေမဲ့လီယွန်ကဘယ်သူ့ကိုမကူညီပဲသူတို့ကိုလက်ညိုးထိုးပြပြီးတော့တယောက်တည်းအပြင်ကိုထွက်သွားပါရင်သူ့အဝေးကြီးမှာရောက်ခင်မှာပဲကင်မရာကနေအကုန်ကြည့်နေကြတဲ့ပြန်ပြီးဆွဲတမနဲ့ထိတ်တိုက်တွေ့ရတော့ပါရင် နေရောက်သားအပြင်းထန်တိုက်ခိုက်ကြပြီမဲ့လီယွန်ကအနံ့ယူနိုင်ခဲ့ပြီးတော့သူ့ရဲ့တနတ်ကိုပါလူယူနိုင်ခဲ့ပါရင်သူကလူတပ်သမားကိုတနတ်နဲ့ချိန်ထားပြီမဲ့လူတပ်သမားကဒါကိုသူနှစ်နှစ်ကြာစီစဉ်ခဲ့တာဖြစ်ပြီးတော့ဘာကိစ္စမှရက်တက်နိုင်မှာမဟုတ်ဘူးလို့တတိငင်းပဲပြောပါရင်လီယွန်ရဲ့တနတ်မှာကြည်မပါဘူးဆိုတော့ပေါ်လာခဲ့ပါပြီသူထွက်ပြေးဖို့ကြိုးစားတဲ့အခါမှာပြန်ပြေးသမားကသူ့ကိုတနတ်နဲ့ပြစ်လိုက်တဲ့အတွက်ဒဏ်ရာအပြင်းထန်ရသွားခဲ့ပါရင်မကြခင်ကျန်တဲ့သုံးပတ်နေကမျက်နှာဖုံးဆွတ်တဲ့လူဟာ ဒဏ်ရာရနေတဲ့လီယွန်ကိုအခန်းထဲပြန်ဆွဲထည့်ပြီးတော့လက်ထိပ်ပြန်ခတ်နေတာကိုထိတ်လန့်နေကြကြည့်နေကြရပါရင်သူကဘာကြောင့်ဒီဒီနေရာကိုရောက်နေရတာလဲဆိုတော့ကိုထပ်ပြီးသိရှင်ခဲ့ပေမဲ့ဘဒူးကမှမတိကြပါဘူးလူတက်တမကကိုကန်စီကိုတနက်နေ့ရှိကလာတဲ့အခါမှာကိုကန်ကသွေးဆက်တွေဟာတခြားလူရဲ့အပေါ်မစင်စေဖို့ဖယ်ပေးရန်တောင်းဆိုပါရင် သူတို့ဝေအခုချက်ချင်းမတည်စီရှင်ဘူးလို့ဆိုလိုနေခဲ့တာပါပြန်ပေးဆွဲသူကသူ့နားကိုတီတိုးပြောလိုက်တော့ကိုကန်ကတဟာကောင်းတဲ့အကြောင်းပြချက်ပဲလို့တဘောတူပါရင်အဲ့ဒီနောက်သူကမျက်နှာဖုံးဆွတူကိုလေပင်းညစ်ဖို့ကြိုးစားပေမဲ့လူတတမားကလည်းအလွယ်တကူပဲအနာယူကရင်ပကိုပစ်ခတ်တော့ပါရင်ကိုကန်ရဲ့အသက်မဲ့တဲ့ခန္ဓာကိုယ်ကိုအခန်းထဲကနေဆွဲထုတ်တွိုင်းနေပဲလီယွန်ကနောက်ထပ်သားကောင်ဖြစ်လိမ့်မယ်လို့တတိပေးသွားပါရင်မကြခင်အချိန်တိုင်းဆက်ကတဖန်ပြန်လဲစတင်သွားခဲ့ပြီး သူတို့ဘာကြောင့်များဒီနေရာမှာရှိနေတယ်လဲဆိုတော့အဖြေမသိသေးတာကြောင့်အဖွဲ့ရဲ့ဇွိုင်းစီတွေကပို့ပို့ပြီးနဲ့ဆိုင်လာပါရင်ရုတ်တရက်ရှမ်ကကယ်လီကိုမမ်းမိသွားခဲ့ပြီးတယုတ်ဘတာစကားနဲ့စကားဆပြောလာတဲ့အခါမှာမျောလင့်ချက်အလင်းအောင်ပေါ်လာပါရင်ဒါပေမဲ့ဘယ်သူမှသူ့ရဲ့စကားကိုနားမလည်လို့ရှမ်ကမြေဖြူခဲနဲ့ပုံဆွဲကဘန်းဘန်းဆွဲအတန်ကိုပြောပါရင်အဲ့ဒီအချိန်မှာကယ်လီကအနောက်ဆုံးမှာတော့သူ့ကိုမမ်းမိသွားကသူ့ရဲ့နာမည်ကညွန်ရှမ်လားလို့မေးလိုက်တဲ့အခါမှာအမျိုးသမီးကလည်းအတိပြုလိုက်ပါရင် လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းကကယ်လီဟာရှမ်းပိုင်တဲ့အရက်ဆိုင်တစ်ခုပါဝင်ပတ်သက်တဲ့ဓမြတိုက်မှုအမှုကိုကင်တွယ်ခဲ့ဘူးတာပေါ်လာပါရင်အသက်ကြီးတဲ့အမျိုးသမီးက Wake Greeley လို့ခေါ်တဲ့အသက်20အရွယ်ရာဆုအသားကိုဖော်ထုတ်ခဲ့ပြီးတော့ကယ်လီဟာသူ့ကိုထောင်ထဲပို့ခဲ့ပါရင်ဒါပေမဲ့သူတို့စီမှာဓမြတိုက်မှုနဲ့နာမည်တစ်ခုသာရှိနေသေးတဲ့အတွက်ကိစ္စတစ်ခုလုံးကိုဆက်ဆက်လို့မရသေးပါဘူးအချိန်နှမနစ်သာကြံတော့တဲ့အခါမှာလီယွန်ကဝန်ခံဖို့ဆုံးဖြတ်ပြီးဘတုကမမတက်ခဲ့ဘူးလို့ပြောခဲ့တာက လိန်လိုက်တာပါလို့ဝန်ခံပါရင်သူဟာစီးပွားရေးမှာတစ္ဆာအဖောက်ခံရပြီးတော့သူ့ရဲ့ကိုယ်ပိုင်အကိုကိုတတ်ခဲ့ပြီးတော့သူ့ရဲ့တနတ်တဲ့အလုံးကိုရောင်းချခဲ့တာပေါ်လာပါရင်နောင်တရနေခဲ့တဲ့လီယွန်ကခွစ်လို့ဖို့တောင်းပန်နေတဲ့အချိန်မှာဖုန်ကြီးကခွစ်လို့ရှင်ကိုရှာဝေသူဟာခွစ်လို့ရှင်ကိုတွေ့ရလိမ့်မယ်လို့ပြောပါရင်ဒန်ယာကသွေးထွက်နေတဲ့လီယွန်ကလည်းပြန်ပြီးဆွဲသူပြောခဲ့မှုတဲ့ဒီကိစ္စကိုနှစ်နှစ်အကြာစီစဉ်ထားခဲ့တာဆိုရယ်စကားကိုပြန်လည်အမတ်ရသွားခဲ့ပါရင်ဒါကအဖွဲကိုမျောလင့်ချက်တချို့ပေးလိုက်ပြီးတော့ အဲ့ဒီအချိန်ကသူတို့ဘာဖြစ်လုံနေတယ်လဲဆိုတော့ကိုပြန်မှန်းမိဖို့စ조사ကြပါရင်ခဏကြာမှတခါဖွင့်လာခဲ့ပြီးလူတပ်သမားကသူတို့စီမှာအဖြစ်မရှိသေးဘူးဆိုတာတိလိုက်ရပြီးရနောက်လီယွန်ကိုတနတ်နဲ့ပြစ်တက်ပြီးတော့ဆွဲထုတ်သွားပြန်ပါရင်ဗယံပတာနဲ့ရှုပ်ထွေးမှုအကြမ်းတွေမှာ Father Francis ကသူတို့ဘာကြောင့်ဒီနေရာမှာရှိနေတယ်လဲဆိုတာကိုသိနေတဲ့အကြောင်းရုတ်တရက်ဖွင့်လာပါရင်ဒါပေမဲ့သူဝန်ခံချက်ပေးရကကြားခဲ့ရတာဖြစ်လို့ဖျားသခင်နဲ့ဆက်ဆံရေးကသူ့အသက်ထက်ပိုအရေးကြီးလို့ ထုတ်ဖို့ပြောလို့မရဘူးလို့ပြောပါရင်းဆူလီကဖုန်ကြီးကိုစီယုံဖို့အတွက်စူးစမ်းပြီးကယ်လီကသူ့ကိုတတ်မယ်လို့ချိန်ချပေးမဲ့ Father Francis ကတော့ ဘာမှကိုမပြောဖို့ငင်းဆိုခဲ့ပါရင်အက်ဒီကဖုန်ကြီးမပါပဲသူတို့ကိုယ်တိုင်အပြေရှာရလိမ့်မယ်လို့အကြံပေးပြီးတော့လူဝိုင်းကိုသူတို့ရဲ့အမောင်မိုက်ဆုံးလိုဝဲချက်တရားဖွင့်ရဖို့တောင်းဆိုပါရင်အဖွဲ့ကသူတို့လုတ်ခဲ့တဲ့ဆိုးရွားတဲ့အရာဝေးကိုစပြီးဖော်ထုတ်ကြပေမဲ့ Father Francis ကသူတို့လမ်းမနေတယ်လို့ရှင်းလင်းစွာပဲပြောပါရင်သူက Wake Cree လေးဟာဓမြတိုက်မှုမှာပါဝင်ခဲ့ခြင်းမရှိဘူးလို့အရေးမို့ပြောလိုက်ပါရင်ကီလီက Sham ကမျက်မြင်တက်တည်ဖြစ်ပြီးတော့ခိုင်မာတဲ့တက်တည်အထောက်အထားဝင်လဲရှိခဲ့လို့မဟုတ်ဘူးလို့ငင်းခုန်ပါရင် ဒါပေမဲ့အက်ဒီဂရအခန်းထဲကတစုံတယောက်ဟာဘုန်းကြီးကိုဝန်ခံခဲ့တာဖြစ်ရလိမ့်မယ်လို့မန်းဆပြီးတော့အစ်ဒါကခရစ်စတင်ဖြစ်နိုင်တယ်လို့လည်းထင်မြင်ခဲ့ပါရင်းဘုန်းကြီးကလည်းအတိပြုလိုက်ပါရင်းထိတ်လန့်စရာကောင်းတဲ့အလဲအပြောင်းတစ်ခုအနေနဲ့သူတို့ဟာဆူလီရဲ့အကြွေးကိုစပ်ဖို့အရက်ဆိုင်ကိုဓမြတိုက်ခဲ့တဲ့လူကခရစ်စတင်ဖြစ်တယ်ဆိုတာကိုသိရှိလိုက်ရပါရင်းဒီအချက်ကဇူလီကိုရွာထွက်စီခဲ့ပြီးသူဟာကလေးတယောက်ကိုဒေါ်လာ9000ချေးပေးုံနဲ့ တရားတော်မှာကိုရဲဆရာကောင်းတယ်လို့ထင်ခဲ့ပါရင်10မိနစ်ပြည့်သွားပြီးတော့လူသက်သမားရောက်လာတဲ့အခါမှာစူလီကဒီလိုမျိုးတင်းငယ်တဲ့ကိစ္စကြောင့်အပြစ်ပေးခံရတာကိုအော်ဟစ်ပြောဆိုနေတော့ပါရင်သူကလူသက်သမားကိုပြစ်တတ်ဖို့စိန်ခေါ်ပေးမဲ့လူသက်သမားကတော့သူ့ကိုလစ်လျူရှုပြီးအက်ဒီစီကိုလှည့်သွားပါရင်ဒါပေမဲ့တနတ်မပြစ်ခင်မှာဖာတာဖရန်စစ်ကရုတ်တရက်အက်ဒီကိုကောက်ွယ်ပေးလိုက်ပြီးတော့ သူ့အစာအပြစ်ခံပါရင်လူသားသမားကဖုန်ကြီးရဲ့အလောင်းကိုဆွဲထုတ်နေတဲ့အချိန်မှာကယ်လီကသူ့ကိုဝိတ်ဆွဲနာမည်နဲ့ခေါ်ပြီးတော့ဆင်ရှင်သုံးတရားနဲ့ပြောဆိုဖို့ကြိုးစားပါရင်လူသားသမားကခဏလောက်ရက်ပြီးတော့သူဟာဝိတ်မဟုတ်ဘူးလို့ပြောကအခန်းထဲကနေထွက်သွားပါရင်အချိန်တိုင်းဆက်ပြန်စားတဲ့အခါမှာဂျက်ဆမ်ကအဲ့ဒီလူဟာဝိတ်ရဲ့တငယ်ရှင်ဒါမှမဟုတ်မိသားစုလိုမျိုးသုံးတယောက်ဖြစ်နိုင်တယ်လို့အကြံပြုပါရင်ဒါပေမဲ့ကယ်လီကသူ့ရဲ့တရားစီရင်ပွဲမှာဘယ်သူမှမရှိခဲ့တယ်လို့အချိန်အကြာကြီးဖြစ်ခဲ့တာမလို့ဘယ်သူကမှလည်းတတိမရဘူးလို့ပြန်ပြောပါရင် ဒါပေမဲ့ weight ကလွန်ခဲ့တဲ့9နှစ်ကထောင်ကျခဲ့တာပေါ်လာပါပြီလူတတ်သမားကနှစ်နှစ်ပဲစီစဉ်ခဲ့တာမလို့ Jason ကထူးဆန်းတယ်လို့ယူဆပါပြီအဲ့ဒီအချိန်မှာ Suliha Kristen ကထောင်ထဲကနေထွက်လာတဲ့အချိန်ဘာမှမရှိဘူးလို့ပြောခဲ့တာကိုသတိရသွားခဲ့ပါပြီဒါပေမဲ့ Elena မပါပဲနဲ့အရက်ဆိုင်ဓမြတိုက်တာမဖြစ်နိုင်ပါဘူးသူက Leon ဟာသူ့အကူကိုတတ်ပြီးတော့တနတ်တွေရောင်းခဲ့တာကိုသတိရပြီးတော့ Kristen ကိုတနတ်ရောင်းခဲ့တဲ့သူက လျွန်ဖြစ်နိုင်တယ်လို့တန်တရားဝင်တော်ပါရင်ဒါဟာကြံတဲ့လူတွေဘာကြောင့်အခန်းထဲမှာရှိနေတယ်လဲဆိုတာကိုရှင်းပြနိုင်ပေမဲ့ကော့ကန် FD နဲ့ဂျီဆန်တို့ဘလို့မျိုးဆက်ဆက်နေတယ်လဲဆိုတာကိုတော့မသိသေးပါဘူးမကြခင်အချိန်တိုင်းဆက်ကထပ်ပြီးကုံတော့ကလူတတ်သမားအခန်းထဲကိုဝင်လာပါရင်သူကရှမ်ကိုတေယုတ်ဘာသာစကားနဲ့ရေးသားထားတဲ့ဇွဲတွက်ကိုပေးလိုက်တဲ့အခါမှာသူမကကိစ္စအားလုံးရဲ့အကြောင်းပြချက်ကိုနားလေတော်တော်ပါရင်ထိတ်လန့်နေကြတဲ့အမျိုးသမီးကဒူးထောက်ပြီးငိုရိုကအသေးတန်တောင်းပန်ခဲ့ပေမဲ့ ူကတနာညတာမှုမပြပဲသူမကိုရရဆက်ပြစ်တက်တော့ပါလိဒီအဖြစ်ပြက်ကကယ်လီကိုထိတ်လန့်စေခဲ့ပြီးတော့သူမစီမှာမိခင်လိုအပ်နေတဲ့တာလီရှိတဲ့အကြောင်းပြောပြီးလွတ်ပြီးဖို့တောင်းပန်ပါလိဒါပေမဲ့လူတတ်သမားကတော့သူမရဲ့တာကိုအထင်းတော်ကပဲအများစုဆောင်းရှောက်ပေးနေရတာကိုထောက်ပြပြီးတော့နောက်ဆုံးတာနဲ့ဘယ်တော့အချိန်ပြီးခဲ့တာလဲလို့မေးပါရင်းကလေးကိုအကြောင်းပြချက်အဖြစ်မတုံးဖို့ပြောလိုက်ပြီးရုတ်တရက်ခြေဆန်းစီကိုလက်ကဒီအချက်ကသူ့ကိုလည်းတော့ထွက်တင်တယ်လို့ပြောလိုက်ပါရင်းလူတတ်သမားထွက်ပြီးတော့ရှုပ်ထွေးနေတဲ့ခြေဆန်းက ဲ့ဒါဘာကိုဆွလို့တာလဲလို့မေးလိုက်တဲ့အခါမှာသူဟာတကယ်တော့ကယ်လီရဲ့သားရဲ့ဖခင်ဖြစ်နေတာကိုသိလျာပါရင်းသူမကဒီအချက်လက်ကိုသူ့စီကလိုအပ်ထားခဲ့တဲ့အတွက်သူလိုရထွက်သွားပါရင်းသူဟာကယ်လီကိုအတကြီးပြီးကိုကျင့်တရားမဲ့တဲ့အမျိုးသမီးဖြစ်ကြောင်းတကူကိုဖုံးကွယ်ထားတာတိရှာပေါက်ရှိတယ်လို့မှပြောလိုက်ပါရင်းကယ်လီကဒီအချက်ထွက်ပေါ်လာမယ်ဆိုရင်သူမတေတာနဲ့အတူတူပဲလို့ဆိုပြီးတုံဆိုင်နေပြီမဲ့နောက်ဆုံးမှအမှန်တရားကိုဖွင့်ရဖို့တဘောတူလိုက်ပါရင်သူမဟာအဲ့ဒီအချိန်တုန်းက ဝိတ်ကိုအရက်ဆိုင်နဲ့မဝေးတဲ့နေရာက ကောက်ယူခဲ့ပြီးတော့ရှမ်းမြက်ဖော်ပြချက်နဲ့ကန့်ရီခဲ့တယ်လို့ဝန်ခံပါရင်းဒါပေမဲ့သူမစီမှာခိုင်မာတဲ့တက်တဲ့အထောက်အထားမရှိခဲ့ပဲအမှုတိုင်းရုံးနေပြီးတဲ့နောက်မှာအောင်ပွဲတစ်ခုကိုအလွန်အမင်းလိုအပ်နေခဲ့ပါရင်းအဲ့ဒီအချိန်တုန်းကသူမဟာလုပ်ငန်းစွမ်းဆောင်ရည်အနှိမ့်ဆုံးရှိနေဖြစ်ပြီးတော့ဘယ်သူမှသူမကိုအလေးမထားခဲ့ပါဘူးဒါကြောင့်သူမအလုံးမပြုတ်သွားစေအောင်ဝိတ်ကိုမဟုတ်မမှန်ဆွတ်ဆွဲဖို့ဆုံးဖြတ်ခဲ့ပါရင်း တကယ်ဆိုတော့ရှမ်ကတိုက်ခိုက်နေနေပဲခရစ်တင်ရဲ့သပင်တချို့ကိုဆွဲဆုပ်မိခဲ့တာဖြစ်ပါရင်ကယ်လီကဝိတ်ရဲ့ဘီကန်နေသပင်တချို့ကိုခိုးယူခဲ့ပြီးတော့သူမရဲ့ချစ်သူဂျက်ဆန်ကိုအတုံးပြုဖို့ဆုံးဖြတ်ခဲ့ပါရင်သူကတက်တက်ခံပြည့်စည်အခန်းကိုဝင်ခွင့်ရှိတဲ့အတွက်သူမကခိုးဝင်ပြီးတော့သပင်နမူနာကိုလဲလေလိုက်ပါရင်ဒါကဂျက်ဆန်ဟာမတိပဲနဲ့သူမကိုတက်တက်အထောက်ထားအတုလုတဲ့နေရာမှာကူညီပေးခဲ့ပြီးတော့အဲ့ဒီကလေးငယ်ကိုထောင်ထဲရောက်စေခဲ့တယ်လို့ဆိုလိုလိုက်တာပါဒီအကြောင်းကြားပြီးတော့လူပိုင်းက သူမရဲ့အလုပ်ရအပေါ်မှာဆက်ဆုပ်ယွန်းရှားသွားပြီးမဲ့ကယ်လီကဒီအချက်လက်ဘယ်တော့မှအပြင်ကိုမရောက်တင့်တဲ့အကြောင်းနဲ့မဟုတ်ရင်တော့သူမထောင်ကျပြီးအလုံးနဲ့ကလေးကိုဆုံရှုံရလိမ့်မယ်လို့ပြောပါရင်းအဖွဲကပြန်ပြီးဆွေးသူဟာသူ့သားအတွက်လက်စားရှိနေကြတဲ့ဝိတ်ရဲ့ဖခင်ဖြစ်လိမ့်မယ်လို့ theory စထုတ်ပါရင်းသူတို့ကဝိတ်ထောင်ကြပြီးတော့ဘာဖြစ်သွားတာလဲဆိုတော့ခံမှန်းကြပြီး၅နှစ်ကလေးကအပြစ်ပေးခံခဲ့ရတဲ့ကိုကံနဲ့လမ်းဆုံမိခဲ့တာဖြစ်ရမယ်လို့ယူဆပါရင်း ဒါပေမဲ့အချိန်တိုင်းဆက်ကအချိန်ဟုန်နဲ့ရေသွက်နေတဲ့အတွက်အဲ့ဒီဟာဒီဆက်လန်တစ်ခုလုံးနဲ့ဘယ်လိုမျိုးဆက်ဆက်နေတယ်လဲဆိုတော့မတိသေးပါဘူးခဏအကြာမှာလူတပ်သမားအခန်းထဲကိုဝင်လာပြီးတော့ပြေဆုံတဲ့အဖြေကိုမပေးနိုင်တဲ့အခါမှာသူကဆူလီကိုရေးရဆက်တတ်ပြပါရင်းအဲ့ဒီလူထွက်သွားပြန်တော့ကယ်လီဂျက်ဆန်အဲ့ဒီ၃ယောက်သာကြံတော့ပါရင်းသူတို့ဟာအရန်ကိုစွန့်ပူပန်ပြီးတော့ထိတ်လန့်နေကြပါပြီ အဒီကကိုကံမတိခင်ကသူ့ရဲ့သွေးဝေဟာတခြားလူတွေအပေါ်မစင်အောင်ဖယ်ရှားပြဖို့လူတက်တမကိုတောင်းဆိုခဲ့တာတတိယတော်ပါရင်သွေးဆက်တွေကသူတို့တည်ဆုံစေနိုင်မှာကိုစွန့်လို့ပါဒါကြောင့် FD ဟာကိုကန့်စီမှာ AIDS ရှိခဲ့ရမှာဖြစ်ပြီးထောင်ထဲမှာ weight နဲ့သွေးဆုံခဲ့ကကလေးငယ်ကိုတိုက်ခိုက်ပြီးတော့ယောဂကူးဆက်စေတာဖြစ်နိုင်တယ်လို့ theory ထုတ်လိုက်ပါရင်တခြားနေရာဒီ theory ကိုအဓိပ္ပာယ်မရှိဘူးလို့ပယ်ချပေမဲ့ FD က wake ထောင်ကနေထွက်သွားတဲ့အချိန်ဝန်းကျင်မှာသူ့ကမ္ပဏီက AID ရဲ့ Lunaro ရဲ့တက်တန်းကိုရှေ့စီမဲ့စေဝါကုထုံစမ်းတမ်းမှုလှုပ်ဆောင်နေတယ်လို့ရှင်းပြပါရင်း FD ရဲ့အလုပ်တစ်ခုကတော့ကိုယ်စားလှယ်လောင်းတွေကိုပယ်ချဖို့ဖြစ်ပြီးကမ္ပဏီရဲ့အမူဝါဒအရရာဇဝမှုအမှတ်တမ်းရှိသူအသက်မမှန်သူမသိလျော်တဲ့အာမခံဒါမှမဟုတ်ငွေကြေးမလုံလောက်သူတွေကိုပယ်ချလိမ့်ရှိပါရင်း FD ကသူ့ရဲ့ရာဇဝမှုအမှတ်တမ်းကြောင့် wake ရဲ့ ရှောက်လွာကိုပယ်ချခဲ့တဲ့သူဟာသူဖြစ်နိုင်တယ်လို့ဝန်ခံလိုက်ပါရင်ဒါကြောင့်ဝိရဖခင်ကလွန်ခဲ့တဲ့နှစ်ကလေးကလက်စားရှိဖို့စတင်ကြံစီခဲ့တာဖြစ်ပြီးတော့အဲ့ဒီအချိန်ဟာသူ့ရဲ့သားတည်ဆုံးခဲ့တဲ့အချိန်ဖြစ်ပါရင်မကြခင်လူတတ်သမားတဖန်အခန်းတဲ့ကိုဝင်လာပြီးတော့အမှန်တရားကိုရှာတွေ့ပြီလားလို့မေးပါရင် FD ကသူတို့သိရှိခဲ့တဲ့အရာအလုံးကိုပြောပြတဲ့အခါမှာအဲ့ဒီလူကသူ့ရဲ့မျက်နှာဖုံးကိုဖေးလိုက်ပါရင်သူကသူ့ရဲ့သားဟာအယံကိုတတ်သိရှိတဲ့ကောင်းလေးဖြစ်ပြီးတော့အခန်းတဲ့ကလူပိုင်းဟာသူ့သားရဲ့တည်ဆုံးမှုကို တားဆီးနိုင်ခဲ့ကြောင်းဖော်ထုတ်လိုက်ပါရင်အဲ့ဒီအဖိုးကသူတို့လုတ်ခဲ့တဲ့အရာဝင်နဲ့သူတို့ရဲ့လုံရက်တွေရဲ့အကျိုးဆက်တွေကိုကြံရှိတဲ့ဘဝတခြားလို့မမ်းမိနေဖို့ပြောပါရင်နောက်တော့အဖိုးကကယ်လီကိုသူ့ကိုယ်သူနဲ့တခြားတွေကိုလွတ်ပေးဖို့တော့ပေးလိုက်ပြီးတော့ရဲဝင်ရောက်လာတော့မယ်လို့ပြောပါရင်ဒါပေမဲ့ကယ်လီကသူ့ရဲ့လက်ထိတ်ကိုဖြည့်ပြီးရနောက်ရုပ်တရက်သူ့ကိုတိုက်ခိုက်ပြီးသူ့ရဲ့တနက်လူယူပါရင်အမှန်တရားပေါ်လာမယ်ဆိုရင်သူမရဲ့ဘဝပြည့်စည်သွားမှာဖြစ်ပြီးတော့အဲ့ဒါကိုခွင့်မပြုနိုင်ဘူးလို့ပြောပါရင် သူကအဖိုးအိုကိုပြစ်တက်လိုက်ပြီးတော့ FD နဲ့ဂျက်ဆန်တို့ကိုပါပြစ်တက်လိုက်တဲ့အတွက်သူတို့တိုက်ဆုံသွားကြပါရင်ဒါပေမဲ့အဖိုးဟာကြီကအင်းကြီးကြောင့်အသက်ရှင်နေဆဲဆိုတာပေါ်လာခဲ့ပါရင်သူကလူပိုင်းဟာဒီဗီဒီယိုကိုကြည့်နေကြပြီးတကယ်ကယ်လီမာဖီကဘယ်လိုလူလဲဆိုတာကိုအခုမြင်ရတော့မယ်လို့ပြောလိုက်ပါရင်ဒါပေမဲ့သူမကခ ्यू မဆိုင်ပဲသူ့ရဲ့ခေါင်းကိုတက်တက်ပြစ်တတ်လိုက်ပါရင်နောက်ဆုံးမြင်ကွင်းမှာရဲဝေအဆောက်အုံကိုရောက်လာတဲ့အချိန်ကယ်လီကအခန်းထဲကနေထွက်တော့ပါရင်သူမဟာသူတို့စီကနေခိုးထွက်နိုင်ခဲ့ပြီမဲ့ ဒီဖြစ်ရအားလုံးကိုလူအများကကြည့်ရှုပြီးသားဖြစ်တဲ့အတွက်အကျိုးဆက်တွေကိုတော့ရှောင်လွှဲနိုင်မှာမဟုတ်ဘူးဆိုတာရှင်းနေခဲ့ပါပြီကြည့်ရှုပြပရိသတ်များအားလုံးကျေးဇူးတို့တင်ရှိပါခင်ဗျာ